ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့မြောက်နေဆက်ကုံသွေးရလမ်းမပေါ်ရှိကြောက်မဲမြို့ကိုအော်တိုဘာလာ၁ရက်နဲ့မိုးလေပိုင်းမှာစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာလာ၁ရက်နဲ့ညနေပိုင်းမှာကြောက်မဲမြို့ပေါ်မှာပြစ်ခတ်တယ်မကြာရှာတော့ဘူးလို့မြို့ကိုကားနဲ့ပတ်ကြည့်ခဲ့သူတယောက်ကဒီဘူးဘီကိုပြောပါတယ်။ကြောက်မဲဒေသခံတယောက်ကတော့အာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့တွေက အောင်တိုဘာလာ၁ရက်နေ့မနက်အစောပိုင်းကကောင်းအပ်ဖက်နဲ့မွေတော်လန်ခွေဘက်ကနေဝင်လာတာဖြစ်တယ်လို့ပြောပါရယ်ဒီကနေ့အောင်တိုဘာလာ၁ရက်နေ့မနက်ပိုင်းမှာစစ်တပ်တပ်ဖွဲ့ကရက်ွက်ကိုတီလင်းနဲ့ရက်ွက်တအုပ်ကျင်းပဲရသေးတာဖြစ်ပေမဲ့မွန်လေးပိုင်းမှာတော့မြို့တဲအလုံးစုံပြန်ရတော့ပြီလို့သူကပြောပါရယ်စစ်တပ် lobby တွေရဲ့ Telegram channel တွေမှာလည်းကြောက်မဲစေယုံထွေအုံယုံမိသက်ရေစခန်းကစားဝင်းနဲ့အမုတ်ဦးအဝင်မှာအာနာသိန်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေရိုက်ထားတဲ့ဓပုံတွေကိုဖော်ပြနေကြပါရယ်ကြောက်မဲမြို့ကို TNL နဲ့ ်ပူပေါင်းတပ်ဖွဲ့ကပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ9ရက်နေ့ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးဒီနေ့ကျော်အကြာမှာတော့စစ်ကောင်စီကပြန်လည်တိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။